အာရခနိုင်ငံတိဆောက်ရေးမှာဘသူမဆိုလူမျိုးဘာသာမရွေးမခွဲခြားပဲပါဝင်ဆောင်ရွက်နိုင်တယ်လို့အာရခတက်တော်အေးတာဝန်ရှိသူတွေကအစ္စလမ်ဘာသာရေးအခမ်းအနားတစ်ခုမှာရှင်းလင်းပြောကြားခဲ့တယ်လို့သိရရှိပါတယ်။အခုနှစ်မတ်လ29ရက်နေ့နဲ့30ရက်နေ့တွေကဘူတိတောင်နယ်မောင်တော်မြို့နယ်တွေမှာကျင်းပပြုလုပ်ခဲ့တဲ့အီဒူဖီသွေးနှစ်အခမ်းအနားမှာအာရခပြည်သူတော်လှန်ရေးအစိုးရက အခုလိုပြောဆိုသွားတာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအခမ်းအနားမှာအရခပြည်သူတော်လှန်ရေးအစိုးရဒေသဆိုင်ရာတာဝန်ရှိသူတွေကလက်ရှိစည်ရေးနိုင်ငံရေးကိစ္စရပ်တွေနဲ့အတူအရခပြည်သူတော်လှန်ရေးအစိုးရရဲ့တိဆောက်ရေးကလတိဆောက်နေစေကလအခြေအနေတွေကိုရှင်းလင်းပြောကြားတဲ့အခါမှာအခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။အရခပြည်သူတော်လှန်ရေးအစိုးရရဲ့မူဝါဒလမ်းစဉ်တွေမတူကွေပြားတဲ့လူမျိုးစုတွေအပေါ်မှာဘာသာလူမျိုးမခွဲခြားတာပဲ ပကတိသဘောထားတွေနိုင်ငံသားတယောက်ချင်းစီရဲ့တာဝန်ဝတ္တရားနဲ့အခွင့်အလမ်းတွေနိုင်ငံတည်ဆောက်ရေးမှာဘသူမဆိုလူမျိုးဘာသာမခွဲခြားပဲပါဝင်ဆောင်ရွက်နိုင်တဲ့အခန်းကဏ္ဍတွေကိုလည်းအကြည်တဝင့်ရှင်းလင်းပြောကြားခဲ့တယ်လို့သိရပါဗျ။